ဥပ္ပခါဆိုတာသူကအစွန်းနှစ်ပါးရှောင်ရတယ်ချစ်ချင်းမုန်းချင်းမှလွန်၍တွေ့ဝေခြင်းမဖြစ်ခင်လေးဥပ္ပခါလို့ခေါ်တယ်သူကတပားအပေါ်ဥပ္ပခါကျင့်သုံးရတာဖြစ်နိုင်တော့လေကိုယ်ခန္ဓာကိုယ်ပျက်စီးယိုယွင်းတဲ့အခါမှာဥပ္ပခါဘလို့ပွားရမလဲဆရာဥပ္ပခါဆိုတာသူကအစွန်းနှစ်ပါးရှောင်ရတယ် ချစ်ချင်းမုန်းချင်းမှလွန်၍တွေ့ဝေခြင်းမဖြစ်ခင်လေးဥပက္ခလို့ခေါ်တယ်။သူကမျက်မစိုးတရားတွေလေမေတ္တာကရုဏာမုဒိတာဥပက္ခမလား။အဲ့ဒါတွေတရားတွေကအရာရာတိုင်းမှာမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကဒွေမေဘိက္ခဝေအန္တာပပ္ပစီဒေနာနတ်သိဝိတ္တပါဓမ္မစကြာတွေကစခေါ်တယ်။အစွန်းနှစ်ပါးဆိုတာမမိဝဲရဘူး။ဥပမာမေတ္တာပေါ့ဗျာကျွန်တော်တို့မေတ္တာပွားတယ်။မေတ္တာဒီသူပြဆန့်ကျင်ပေးရပါလေဒေါသ။ဒါကြောင့်ဒေါသမှလွန်၍တဏှာမဖြစ်ခင်လေးကိုမေတ္တာလို့ခေါ်တယ်။အဲ့ဒီသဘာဝလေးထားနိုင်မှကုသိုလ်ဖြစ်တယ်။ကရုဏာ ူ့ရဲ့စန့်ကျင်ဘက်ကအနိုင်ယူခြင်းနှိပ်စက်ခြင်းနောက်တစ်ဖက်ကစန့်ကျင်ဘက်ကဘာလဲဆိုရင်အနိုင်ယူဘက်အနိုင်ယူခြင်းနှိပ်စက်ခြင်းကနေလွန်ပြီးတောကမဖြစ်ခင်လေးကိုကရုဏာလို့ခေါ်တယ်။တောကဖြစ်ရင် तू ကစိုးရင်သွားရင်နော်ကိုနဲ့နေကြတဲ့ဟိုယောဂသခံစားရတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ပေါ့ဗျာ။တောကဖြစ်သွားရင်တောက အကုသိုလ်တရားဗျာ။စိတ်ဆင်းရဲသွားရင်အကုသိုလ်တရားတောကပဋိဒေဝဒုက္ခဒေါမနသာကရုဏာတို့မေတ္တာတို့ကကုသိုလ်တွေရပါဆန့်ကျင်ပဲဒါကြောင့်ဒီအစွန်းနှစ်ပါးကိုရှောင်ရတယ်အနိုင်ယူခြင်းနှိမ့်ဆက်တာကလည်းပဲအကုသိုလ်ပဲ ီဘက်ကတောကဖြစ်ပြီးစိတ်ရှင်းရဲသွားတာလည်းအကုသိုလ်ပဲအဲ့ဒီနှစ်ခုကြားမှာထားပြီးတော့ကရုဏာဆိုတာကဲတင်ခြင်းလို့ပြောတာမဟာကရုဏာဆိုတာဘုရားရှင်ဆိုတာကဲတင်တာတတ္တဝါတွေအဲ့ဒီချင်းရဲနေတဲ့ဟာကိုကြည့်ပြီးစိတ်ရှင်းရဲနေတာမဟုတ်ဘူးအဲ့ဒါအဲ့ဒီအစွန်းတစ်ပါးပေါ့နော်မေတ္တာကရုဏာမုဒိတာမနာလိုခြင်းဝန်တိုခြင်းဆိုတဲ့အိတ်တာမစ္စရိယရောက်မှလွန်ပြီးတော့ဒီဘက်လောဘမှုပေါ့ဗျာလောဘမှုသောမနတ္တမဖြစ်ခင်လေးပြောရင်ပျော်ရွှင်ခြင်းမဖြစ်ခင်လေးကိုမုဒိတာလို့ခေါ်တယ် စီးလို့ဝါလို့ပျော်သွားတာမဟုတ်ဘူးမူတိတော်ဆိုဝမ်းမြောက်တာလေနောက်ကိုယ့်ထက်ကြီးပွားချမ်းသာတဲ့ပုဂ္ဂိုလ်ပေါ့ကိုယ့်ထက်မြင့်တဲ့ပုဂ္ဂိုလ်တွေ့တဲ့အခါမှာဟောအဲ့ဒီဇာတိစိစိဥစ္စာတကောအနာတွေဟာမပြောက်ပြက်ပါစေနဲ့မလျော့ပါပါစေနဲ့တိုးပွားပါစေဆိုပြီးတော့ဖြစ်တာလေအဲ့ဒါသူဟာကိုကြည့်ပြီးတော့ငါလည်းအဲ့လိုဖြစ်ကောင်းအဲ့လိုပျော်တဲ့ဟာမျိုးမဟုတ်ဘူးနော်ဒါကြောင့်မူတိတာဆိုတာဒီဘက်ကမနာလိုခြင်းဝန်တိုခြင်းမှလွန်၍ပျော်ရွှင်ခြင်းမဖြစ်ခင်အခုမင်းညာဥပက္ခချစ်ချင်းမုန်းခြင်းမှလွန်၍တွေ့ဝေခြင်းမဖြစ်ခင်ဥပက္ခတွေ့ဝေနေတာဥပက္ခမဟုတ်ဘူးမောဟ အဲ့လိုတွေအဆုံးတွေလွတ်ရတယ်နော်အဲ့တော့ तू ကမိမိခန္ဓာကိုပျက်စီးယူရင်းတဲ့ခါမှာဥပက္ခဘလို့ထားမလဲလို့ပြောသူတို့ဘာကိုထားတာလဲသူထားတတ်ပုံရအဲ့တော့လိုရင်းပြောရင်ရှေးခါကဆေးစရာနဲ့ဥပမာပြရဆေးစရာတွေကလူနာကိုဆေးကူးတဲ့ခါမှာသူတို့ယောဂပျောက်ကင်းအောင်အထူးစိတ်စေတနာတွေနဲ့ထားပြီးတော့တန်ဖိုးထားပြီးတော့ရအောင်ကြိုးစားပေးကူအဲ့ဒါလို့ကူရင်းမှာအဲ့ဒီလူနာကသေသွားတယ်ဆိုလဲသူတို့ဘာမှမဖြစ်ဘူး ဘယ်ဆရာဝန်ဘယ်ဆေးဆရာမှလူနာနဲ့ပြိုင်ပြီးဖက်ငိုးတာတရားမှမရှိဘူးเนาะကုတာကတော့ယောဂပြောက်ကင်းအောင်ဆိုပြီးစေတနာအပြည့်နဲ့ကုတယ်ဖြစ်မလာတာကတော့သူကံနဲ့သူကံပဲသူကံပဲဒါသဗ္ဗိသတ္တကမ္မတကာဆိုတာဥပ္ပခါမှာသုံးတာเนาะဒီညမှာကျွန်တော်စကားထည့်မပြောသေးလို့ဒါဟိုမှာလောကဖြစ်ရလေးနဲ့ပြောတာသူတို့နေတတ်တာကိုပြောတာပါเนาะဆုံးသွားလဲသူကံနဲ့သူပဲဘောဆုံးမော်တကယ်လို့သူကုလိုက်လို့ကောင်းသွားရင်ရော ကောင်းသွားလဲသူလက်မကြည့်ဘူးဟုတ်ဘူးလား ဆင်းတော့ဘောဆေးရုံကထိုးပေးလိုက်နောက်သူ့လို့သူဆက်လုပ်တယ်လေနောက်လူနာကုမဒီသဘောပဲကျွန်တော်တို့ဒီခန္ဓာကြီးရလာတယ်ဗောဗျာကုသလကုသလံကမ္မဝိပါကဏခန္ဓာနဲ့ကတ္တဒါစရူပနဲ့ကမ္မပစ္စည်းနာပစ္စည်းရှေးကကုသအကုသအကြောင်းကြောင့်ဝိပက်နာမခန္ဓာနဲ့ကမ္မစားရဒီ body ဗောရလာတယ် body ရဲ့ mind ဗောဖြစ်လာဒါပဋ္ဌာန်းဤဗောအဲ့တော့ကျွန်တော်တို့ခန္ဓာရလာတယ်ခန္ဓာရတဲ့အခါမှာကျွန်တော်တို့မှာပါလို့ဝတ္တရားရှိလာတယ်ဒီခန္ဓာကိုပြည့်စုံဆောင်ရှောက်ဖို့ပြည့်စုံမဆောင်ရှောက်ဘဲနဲ့ထားရင်သေသွားလိမ့်မယ်မယုံထားကြည့် ိုခွေးတွေမြင်းတွေသူကသူရှင်းရှင်းရှင်းလေးမဲ့တဘာဝတရားအဲ့ဒါဒုက္ခိပုံသားတွေမတူဘူးဒုက္ခိပုံသားကတလောက်ပြည့်စုံယူရတာကြောပူကောင်းမှုထားပြီးဆုံးတာတွေအများကြီးရှိအဲ့တော့ဆိုလိုတာကခန္ဓာရလိုက်မိမိခန္ဓာကိုယ်ကိုစားချိန်တန်စားရမယ်၊သွားချိန်တန်သွားရမယ်၊နားချိန်တန်နားရမယ်ဒါဝတ္တရားရပြည့်စုံတာနော်ဘာလို့ကောင်းတဲ့အမှုကိစ္စတွေလည်းပြည့်လို့ကိုရှိတာပေါ့နော်အဲ့တော့အဲ့ဒီဝတ္တရားတဲ့ကြော်ရင်တဏှာပဲဒါအစွန်းဝင်ဆောင်တာပေါ့နော်မိဘနဲ့သားသမီးများမိဘမှာမိဘဝတ္တရားရှိတယ်သင်္ကလောဝါဒသုံးပါအသားသမီးမှာသားသမီးကိုတရားရှိတယ် ဒါပြင်အဲ့ဒီဝတ်တရားနဲ့ပဲတစ်သလုံးပြောပြောချင်းချင်းတသန်လျာလုံးနေကြလို့ဘာမှမဟုတ်ဘူးဝတ်တရားတဲ့ကြုံရင်ဘာဖြစ်လဲတဏှာဖြစ်လိမ့်မယ်အဲ့ဒီတဏှာကလွတ်မြောက်အောင်လေကြိုးစားဖို့မကင်ရှိပါသစ္စာလေးပါအစရှိသဖြင့်ပြရတာပေါ့ဗျာအဲ့ကြောင့်ခုနကပြောတယ်ဟိုဥပက္ခဘယ်လိုထားမလဲဆိုရင်မြိခန္ဓာရလာရင်ပြည့်စုံဆောက်ကြောင်းမယ်ဝတ်တရားရလုံမယ်ခုနဆေးဆရာတွေဆရာဟိုလာလူမမာတွေကုသလို့စိတ်စေတနာအပြည့်နဲ့ဝတ်တရားရတော့ကုမယ်တည်ဆုံးသွားလဲသူတို့ဘာမှမဖြစ်ဘူးကောင်းသွားလဲလှည့်မကြည့်ဘူးသူတို့လို့သူတို့လို့ဒီလိုပဲမိမိခန္ဓာကိုယ်မှာလည်းပဲဟိုတနည်းအားဖြင့်ပြောရင် ဒီရုပ်ခန္ဓာကိုပိုင်တာကဖန်ရှင်ကကျွန်တော်တို့မပိုင်ဘူးကျွန်တော်တို့ကသမှုရိယနဲ့ဆွဲပြီးသိမ့်ပိုင်တကယ်တမ်းပိုင်ချင်ဖန်ရှင်၄ယောက်ရှိတယ်ကံစိတ်ဥရုအဟာရဒီရုပ်ကြီးကိုယောဂသရာရုပ်တရားကိုနော်ယောဂသရာနံတရားနာမထပ်ဖြစ်တာမဟုတ်ဒီခန္ဓာကိုယ်မှာဖြစ်တာဒီရုပ်ကိုကံကပိုင်တယ်ဒီရုပ်ကိုဥရုကပိုင်တယ်ရုပ်ကို စိတ်ကပိုင်တယ်ရုပ်ကိုအာဟာရကပိုင်ကံစိတ်ဥရုဟာတာတွေဒါပိုင်တကယ်ပိုင်ရှင်စစ်ပဲအဲ့လိုပိုင်တဲ့ဟာကိုကျွန်တော်တို့မပိုင်တဲ့ဟာကိုဆွဲယူသိမ့်ပိုက်ပြီးဝတရားတဲ့ပုံပြီးတဏှာလို့ရင်တကယ်အချိန်တန်တော့ပိုင်ရှင်စစ်ကဆွဲခေါ်သွားတဲ့ခါကျွန်တော်တို့ငိုပါမြဲရကြဒါတတန်တရားလုံးမဆုံးဖြစ်နေ။အဲကိုဘောခန္ဓာမမဟုတ်ဘူးကိုနဲ့ဆက်ဆက်နေတဲ့သာသမီဖေမျိုးမိတ်ဆွေဖြစ်ကြတာပေါ့ဗျာ။အဲကြောင့်နေတိတတသလိတံဟောတိနေတိတတတဏှာနှိမ့်သောပုဂ္ဂိုလ်အားသလိတံလှုပ်ခြင်းသည်ဟောတိဖြစ် အခုကျွန်တော်ဒီခုံမှီပြီးထိုင်နေရရတယောက်ရောက်ကလာဆိုရင်ကျွန်တော်ခလုတ်မှာပေါ့ကျွန်တော်မှီမမှီထားဘူးလွတ်ကင်းနေခုံဘလောက်ဆဲဆဲကျွန်တော်မောင်ဒီလိုပေါ့အဲခန္ဓာကိုယ်မှာလည်းဝတရားတဲ့မပူပဲနဲ့တပ်ချစ်ပေါ်လာရင်လည်းတပ်ပိစတာကမ္မတကပေါ့နော်ဆရာဝန်တွေလည်းထုံနေတူစားခုနကဥပမာပြီးရှင်းဆရာနဲ့ဥပမာပေးတာပါဆရာဝန်တော့မပြောလို့ဘူးခုခေတ်ကတော့ဆရာဝန်ပေါ့ဗျာနော်အဲ့တော့ဘယ်သူပဲပျက်စီးစီဘယ်လူနာပဲပျက်စီးစီဘယ်ဆရာဝန်မှလူနာနဲ့ဖက်မငိုဘူးကောင်းသွားလဲပြည့်မကြည့်ဘူးသူ့လို့သူဆက်လို့တယ်အဲ့ဒါဥပက္ခပါပဲနော်တာ